်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာန၏ထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမဆုံးမြောက်ရီမြို့နယ်မင်းလက်ပန်းရှိ DKBA ဘုတ်တခွားဒီပိုင်းကြပြန့်ရုံကို KNN တွေကဝင်ရောက်စီးနေပြီးလက်နက်186လက်ကိုတင်စီက DKBA အဖွဲ့ဝင်တချို့ကိုထိမ့်သိမ့်သည့်တရင်တင်ဆက်ပေးတော့ပါမယ်ရှင်။ကရင်ပြည်နယ်မြဝတီမြို့နယ် မင်းလက်ပံကြေးရရှိ DKPA မှဘူတခွာကြီးပိုင်းကြပြန့်ငွေလင်ကိုင်းအလုံယုံတစ်ခုကို KNA ကဝင်ရောက်ရှင်းနေပြီးလက်နက်186လက်နဲ့ DKPA အဖွဲ့ဝင်20ဦးကိုထိန်းသိမ်းခဲ့ကြောင်းကရင်စီရီတရင်အေးမြချိုကပြောဆိုထားပါလိမ့်ရှင်။နိုဝင်ဘာလ20ရက်နေ့ KNA လေးမှစစ်ကြောင်းကမင်းလက်ပံကြေးရရှိ DKPA မှဘူတခွာကြီးလုံကြုံရေးယူပေလောက်ကင်နေသော ကြပြန့်အလုံယုံကိုဝင်ရောက်စီးနင်းခဲ့ကြောင်းရင်းတို့စီးနင်းရာတွင် ပြစ်ခတ်မှုတချို့ရှိခဲ့ကြောင်းရင်းနောက်ကြပြန့်အလုံယုံကိုလုံခြုံရေးယူပေးထားသော DKBA တပ်ဖွဲ့ဝင်20ဦးကိုထိန်းသိမ်းခဲ့ပြီးလက်နက်စုစုပေါင်း186လက်ကိုလည်းတင်ရှိခဲ့ကြောင်းသိရှိရပါတယ်ရှင်။ DKBA ဗိုလ်တပ်ခွာကြီးနှင့်အဖွဲ့တွေကတော့စကားစရှိတဲ့မြောက်ရီမျိုးပတ်ရှောင်ပြေးသွားတဲ့ဗိုလ်တပ်ခွာကြီးလုံခြုံရေးယူပေးထားတဲ့ကြပြန့်ယုံနေမှာ တရုတ်တွေလည်းမရှိတော့ဘူးအကုန်ထွက်ပြေးကုန်ပြီဟုကရင်စီရီတရင်မြို့ချုပ်ကပြောဆိုထားပါတယ်ရှင်။မြဝတီမြို့နယ်မင်းလက်ပန်းကျေးရွာဤတွင် စစ်တပ်စစ်ကြောင်းနှင့် KNL တပ်များအကြားနိုဝင်ဘာလ21ရက်နေ့ကလေးကတိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်တပ်က ပြစ်ခတ်သောလက်နက်ကြီးချင်းနှင့်လက်နက်ငယ်ကြီးများမှထိုင်းနိုင်ငံအတွင်းသို့ကျရောက်ခဲ့ကြောင်းထို့ကြောင့်နိုဝင်ဘာလ22ရက်နေ့တွင် ထိုင်းစစ်တပ်ကမြန်မာဘက်သို့သတိပေးသည့်အနေဖြင့်လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်ရှင်။ဒီနေ့လည်း KNL မဟာမိတ်တပ်တွေနဲ့စာကစာတပ်တွေမင်းလက်ပံတင်းကျိုင်ဘက်မှတပ်ပွဲဆက်လက်ပြင်းထန်နေတဲ့ဒီနေ့ထိုင်းဘက်ကြီးကြားမှုတွေဆက်လက်ပြင်းနေတယ်ဟုကရင်စီရေးတရင်ရင်မြက်ကရှင်းပြထားပါသည်ရှင်။လက်တလောမြဝတီမြို့နယ်မင်းလက်ပံကြီးရတဲ့ကြီးတွေတိုက်ပွဲများကြောင်းအဆိုပါကြီးရွာမှာပြည်သူ300ကျော်မှာ တိုင်းမြန်မာနေဆက်တောင်ရင်မြေကမ်းပေးတို့ထွက်ပြေးတင်းဆောင်နေရကြောင်းသိရှိရပါသည်ရှင်။ဆက်လက်ပြီးပေါင်းနှင့်မြိုင်အဆက်တွင်စစ်တပ်လေတီပြကြခဲ့သောနေရာကိုလာရောက်ရှာဖွေသည့်စစ်တပ်စစ်ကြောင်းနှင့်တော်လင်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးစစ်သားလေးဦးထိခိုက်ဒေဆုံးစစ်မှုရန်တပ်သားတိ၃ဦးလည်းအလင်းဝင်ရောက်သည့်တရင်တင်ဆက်ပေးသွားပါမယ်ရှင်။ မကွေတိုင်းပေါင်မြို့နယ်နဲ့မြိုင်မြို့နယ်အဆက်တွင်စစ်တပ်လေဒီပြကြခဲ့သော နေရာကိုလာရောက်ရှာဖွေသည့်စစ်တပ်စစ်ကြောင်းနှင့်တော်လင်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပြီးစစ်သား၄ဦးထိခိုက်ဒဏ်ဆုံးကစစ်မှုရန်တပ်သားတဲ့၃ဦးလည်းအလင်းဝင်ရောက်ခဲ့ကြောင်းမြိုင်ပကဖကထုတ်ပြန်ထားပါတယ်ရှင်။ယနေ့နိုဝင်ဘာလ23ရက်နေ့နနက်အစောပိုင်းတနအီ30မိနစ်ခန့်တွင်ပေါင်မြို့နယ်နှင့်မြိုင်မြို့နယ်ထိစပ်နေသောနေမြေများဖြစ်သည့်နတ်သက်ရွာတဲကြီးရွာကန်တေးရွာ ကဘာပြူရကျောက်ခွက်ရွာအနီးစစ်တပ်လေကြီးပြကြခဲ့သောနေရာကို လာရောက်ရှာဖွေပြီးအကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်များမိနစ်20ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်ရှင်။တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှမျက်မြင်လေးဦးလဲကျသွားပြီး10ဦးကျော်ထိခိုက်ဒဏ်ရာရရှိကာတက်ပြန်ခောက်သွားရကြောင်းတိုက်ပွဲဖြစ်ပွားရာနေရာကိုလည်းလက်နက်ကြီးများဖြင့်အချက်ရေပေါင်းများစွာရန်တမ်းပစ်ခတ်ခဲ့ကြောင်းသိရှိရပါသည်ရှင်။ ထို့ပြင်တိုက်ပွဲအတွင်အထင်နာခဲ့သောအကြမ်းဖက်စစ်တပ်သည်ဂျက်ဖိုက်တာဖြင့်ပေါ့မြိုင်မြို့နယ်နှင့်မြိုင်မြို့နယ်ထိစပ်နေသောခြေရွာများကိုလေကြောင်းဖြင့်တုံးချင်းဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်ရှင်။ရင်းဆက်ကြောင်းသည့်ပေါ့မြို့နယ်ရွှေဘုံသာပြူစောတိရွာမှထွက်ခွာလာပြီးခြိုက်ကျောက်တန်းပေါက်ကဖလန်ကတိကြီးတော်ကြောက်တိုင်ခင်ညောင်စင်ရွာများတို့ကိုလည်းဝင်ရောက်မှွေနောက်ကမိရှုဖြက်စီပြီးပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း ထို့ပြင်စစ်ကြောင်းသည်ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်းပြည်သူပိုင်ကြက်ဝတ်နှွားများကို မတရားတပ်ဖြတ်စားသုံးခြင်းဖြင့်လှုပ်ဆောင်ခဲ့ပြီးဖလန်ကိုင်းကျွရတွင်အခြေပြု၍လှုပ်ရှားနေခြင်းဖြစ်ကြောင်းသိရှိရပါသည်ရှင်။အလားတူထိုစစ်တပ်စစ်ကြောင်းမှတပ်မ69လောက်ခန့်တရင်ခလာယာ438ခလာယာ439တရင်မှ အပတ်စဉ်ဆက်နေတပ်သားတန့်စဉ်တပ်သားတင်ထွန်းအပတ်စဉ်ဆက်တဲ့မှာတပ်သားအောင်မှုတို့ 3ဦးသည် MA1 တနက်3လမ်းကြီပေါက်3ခု၎င်းကြီး89တောင်းတို့ဖြင့်ပေါ့ပါကာဘာနှင့်မြိုင်ပါကာဘာထံသို့ယနေ့နနက်8:55မိနစ်ခန့်တွင်အလင်းဝင် ရောက်လာကြောင်းရင်စစ်မှုတန်းတပ်သားတင်များသည့်မန္တလေးနှင့် ရှမ်းပြည်နယ်တို့တွင်ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်တင်တန်းကြောင့်တို့ပို့ဆောင်ခံရသူများဖြစ်ကြောင်းသိရှိရပါသည်ရှင်။နိုဝင်ဘာလ20ရက်နေ့နနက်4:00ခန်းကလည်း ဖလန်ကိုင်းကြီးရွာမှာထွက်ခွာလာသောအကျန်းဖတ်စစ်တပ်စစ်ကြောင်းသည်ပေါမျိုးနှင့်ကဘာဖြူကြီးရွာသို့ဝင်ရောက်လာခြင်းတော်လန်ရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့်ကြောင်းတော်လန်ရေးတပ်ဖွဲ့များက၎င်းစစ်ကြောင်းကိုလိုက်လံရှာဖွေ၍အကျဉ်းပေါင်းများစွာတိုက်တွေ့တိုက်ပွဲဖော်ဆောင်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်ဒဏ်ရာရရှိသူများများပြားပြီးတန်းစင်များဖြင့်တော်လာနေသည်ကိုလည်းတွေ့မြင်ခဲ့ရကြောင်းမြိုင်ပါကဖကပြောဆိုထားပါတယ်ရှင်။ အဆိုပါတိုက်ခိုက်မှုကို MGY PDF မြိုင်ပကဖပောက်ပကဖ YDF နဲ့မြို့နယ်များမှာ NPDF များနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဂျာပြန်ကနေမြန်မာစစ်တပ်အကျိုးမြတ်ရနေတယ်လို့အမေရိကန်ပြောသည့်သတင်းတင်ဆက်ပေးသွားပါမယ်။အမေရိကန်နိုင်ငံသားတွေကငွေကြေးခိုးယူနေတဲ့ online လေလံမှုဂျာပြန်လုပ်ငန်းတွေကနေတင်ဆက် မြန်မာစစ်တပ်ကအကျိုးမြတ်ရနေတယ်လို့အမေရိကန်အောက်လွှတ်တော်ဂျာနာပွဲမှာ Republican လွှတ်တော်ကိုယ်စားလှယ်ကပြောဆိုလိုက်ပါတယ်ရှင်။ Republican Party လွှတ်တော်ကိုယ်စားလှယ်အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာဆက်ကော်မတီဥက္ကဋ္ဌယမ်ကင်ကအောက်လွှတ်တော်နိုင်ငံခြားရေးရာဌာနရဲ့အရှေ့အာရှပစိဖိတ်ရေးရာဆက်ကော်မတီတောင်အာရှနဲ့ဗဟိုအာရှဆက်ကော်မတီတို့ရဲ့နိုဝင်ဘာလ19ရက်နေ့မှာကျင်းပတဲ့မြန်မာအရေးဂျာနာပွဲမှာပြောဆိုသွားခဲ့တာပါ။ ကြပြတ်လုပ်ငန်းတွေကနေတဆင်ရရှိလာတဲ့ရန်မုံငွေတွေဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေအတွက်သာမကစစ်အာဏာရှင်ရဲ့အိတ်ကပ်ထဲတွေကိုပါရောက်နေတယ်လို့ပြောသွားခဲ့တာပါ။ဒါအပြင်အာဏာသိမ်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဟာတရုတ်နဲ့ရုရှားတို့အတွက်တဆင်ကန်ကြိုးကန်အုပ်ချုပ်တဲ့စစ်အစိုးရဖြစ်လာဖို့ဖန်တီးထားတဲ့ရွေးကောက်ပွဲသာဖြစ်တယ်လို့လည်းဆက်ကော်မတီဥက္ကဋ္ဌရမ်ကင်းကပြောထားပါဗျ။ဆက်လက်ပြီးတာဝန်ဘေးကငြိမ်းချမ်းရေးအကောင့်ထဲပေါ်မီဟုဥက္ကင်ကြီးပြောတဲ့တဲ့ရင်တင်ဆက်ပေးသွားပါမယ်ရှင်။ စစ်တပ်ကြောထောင်းနောက်ခံပြုပါတီပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအားနိုင်ငံတော်တာဝန်ပေးအပ်ပါကငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုအကောင့်တဲပေါ်သားမိဟုနိုဝင်ဘာလ19ရက်ရန်ကုန်မြို့အမျိုးသားအကစားပြန်ပွဲရုံတင်၌ပြုလုပ်ခဲ့သည့် USGB ပါတီ၏ရွေးကောက်ပွဲကျင်းပစံရှင်းလင်းဟောပြောပွဲတွင်ပါတီဥက္ကဋ္ဌဦးခင်ကြီးကပြောသွားပါသည်။ထို့ပြင်ရွေးကောက်ပွဲတွင်မိမိ၏ဇနီးခင်မွန်တာသမီမိမိများအတွက်ရှေ့အနာဂတ်၌ငြိမ်းချမ်းစွာလျှောက်လန်းနိုင်ရေး မဲပေးရန်လိုပြီးမဲမပေးပါကတာဝန်မကျေတိဖခင်မိခင်အကူအမများဖြစ်လိမ့်မယ်လို့ဖြစ်ကြောင်းအသေးကြကမဲတပြသည့်ချစ်ချင်းမုံချင်းပါသည်ဖြင့်အုံနောက်မှလာသည့်မာချင်းမှန်ချင်းကိုဆုံးဖြတ်နိုင်သောမဲတပြဖြင့်သာရွေးချယ်ပေးလိုကြောင်း၎င်းကထည့်သွင်းပြောဆိုထားပါသည်ရှင်တောင်းကျမ်းသူများမိုးလိုပေါက်နေသောနိုင်ငံတွင်တမတော်နှင့်ကြောချင်းကယဉ်ချင်းအဆောင်ရွက်နိုင်သည့်ပါတီအဖွဲ့အစည်းများကိုရွေးချယ်လိုသည်ဟုဆိုထားပါသည်ရှင်ဥက္ကင်ကြီးကအရာရီနဲ့ပြည်စုံလာသည့် ကျွန်တော်တို့နဲ့ပြည်ခိုင်ပြိုးပါတီလို့ပဲပြောခြင်းပါတယ်မဲပေးကြပါခင်ဗျားတို့ရှိမှကျွန်တော်တို့ကြောခင်းပေးခြင်းပါတယ်ဒီကြောပေါ်တနင်း6လမှာယူသားစွာပြောရရင်ကျွန်တော်တို့ဖြစ်ပြပြီးပါပြီဖြစ်ပြဖူးပြီးပါပြီကျွန်တော်တို့ဘာရညာတွေဒီရာထူးတွေဖြစ်ခဲ့ပြီးပြီတိတ်မလို့အပ်ပါဘူးကျွန်တော်တို့ဘဝရဲ့နောက်ဆုံးအခြေအနေမှာကျွန်တော်တို့ပြင်နေတဲ့ကုတို့ကျွန်တော်တို့ကိုမိษွေတွေအားလုံးကဒီလိုပါပဲဟုဥခင်ကြီးကပြောထားပါတယ်။ USGB ပါတီရွေးကောက်ပွဲကျင်းပစရန်အားအချင်းချင်းရှင်းပြရရင် ရဲတပ်ဖွဲ့ပြည်ပြင်ပြောင်းလဲရေးဆိုင်ရာများစေဝါများတင်သွင်းရ၌အခွန်လျှော့ဖို့ရန်နှင့် အရက်ပီယာစီကရက်အလကုံကဲ့သို့ပစ္စည်းများအပေါ်အခွန်တိုးမြှင့်ရန်နိုင်ငံဝန်ထမ်းများအခမဲ့သွားလာခွင့်နှင့်အချိန်ပိုကဲ့သို့လုပ်ငန်းတာဝန်ဖိစီးမှုမရှိစေရန်အွန်လိုင်းစနစ်အသုံးပြုကလုပ်ငန်းတာဝန်များလျှော့ပါစီရန်ရွှေပြောင်းလူသားများအရေးသက်ဆိုင်ရာနိုင်ငံများနဲ့ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်ကလေးငယ်များစားတက်မြောက်ရေးအတွက် ကျောင်းပြင်ပပညာရေးအကောင့်ထဲပေါ်ရန်စသည့်ဖြင့်တင်သွင်းပြောဆိုထားပါတယ်ရှင်။ထို့ပြင်ရေကောက်ပွဲမဲဆွယ်စည်းရုံးရ၌ပေးခဲ့သည့်ဂတိကဝတ်များအတိုင်းအထမြောက်မဆောင်ရွက်နိုင်ခဲ့လျင်၎င်းအားလက်တီနှင့်ဆွဲထုတ်နိုင်သည်ဟုလည်းပြောခဲ့သေးပါတယ်ရှင်။